မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ31ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာရုပ်ရှင်များမှအိန္ဒိယနယ်ပွားဟိန္ဒူဘာသာဝင်များကိုပြည့်ရည်ပြုတ်စော်ကားမှုများမလုပ်ရင်ဝေဖန်ထောက်ပြခဲ့သူကိုဆိုင်ထအောင်ခေါ်ဝီထက်ကူမားကိုစစ်ကောင်စီကဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒါရိုက်တာကိုစောအာယုံဦးရိုက်ကူးပြီးတော့ရုံတင်နေတဲ့ဂျီကာစီဘူးဒလာဂျာကစ်စာဘူးတွေရုပ်ရှင်မှာ ဟိန္ဒူရောရာယဉ်ကျေးမှုများကိုပြည့်ရည်ပြုစော်ကားထားတဲ့ရုပ်ရှင်ဖြစ်ကြောင်း Facebook လူမှုကွန်ရက်ကနေတဆင့်ဝေဖန်ပြောဆိုခဲ့ပြီးတဲ့နောက် အော်တိုဘားလ28ရက်နေ့မှာကိုရှိုင်းထက်အောင်ခေါ်ဝီထက်ကူမာပြတ်ဆုံးသွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့အော်တိုဘားလ30ရက်နေ့မှာစစ်ကောင်စီကကိုရှိုင်းထက်အောင်ခေါ်ဝီထက်ကူမာကိုနိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးပြပြပြစီရေးလူမှုကွန်ရက်စာမျက်နှာကနေတဆင့်လှုံ့ဆော်ဝါဒဖြန့်ခဲ့တယ်ဆိုပြီးတော့ဖမ်းဆီးထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါဗျ။ရန်ကုန်တိုင်းဒေသကြီးလိုင်မြို့နယ်အမှတ်9ရပ်ကွက်မှာနေထိုင်တဲ့ဟာဆယ်ယွန်ကိုကင်း Facebook အကောင့်ပိုင်းရှင် ကိုရှိုင်းထက်အောင်ခေါ်ဝီထက်ကူမားကိုလှိုင်မျိုးမှရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းပြီးတော့အမှုဖွဲ့အရေးယူထားတယ်လို့သိရပါတယ်။ကိုရှိုင်းထက်အောင်ခေါ်ဝီထက်ကူမားဟာမယံကုန်းမြို့နယ်ခဝဲကြံမြန်မာမြင်အကြောင်းမှာအတန်အလူအတွက်စဖက်ပြီးတဲ့နောက်အပြန်မှာပျောက်ဆုံးခဲ့ရကနေအခုလိုမျိုးဖမ်းဆီးခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ကိုရှိုင်းထက်အောင်ခေါ်ဝီထက်ကူမားကဂျာကက်စာဘူးတရီဂျေကာစီဘူးတလာရုပ်ရှင်ကို ဟိန္ဒူရိုးရာယဉ်ကျေးမှုနဲ့အိန္ဒိယနယ်ပယ်များကိုပြည့်ရည်ပြုထားကြောင်းအော်တိုဘားလ24ရက်မှာလူမှုကွန်ရက်ကနေတဆင့်ဝေဖန်ရေးသားခဲ့တယ်လို့သိရပါဗျ။ယခုဖော်ပြပါမြန်မာရုပ်ရှင်ဇာတ်ကားမှာဇာတ်ကားနာမည်နဲ့တင်ညီကိုတို့ခန်းစားမိကြမယ်ထင်ပါတယ်။ညမကြမီအချိန်မှလည်းရိုးရာယဉ်ကျေးမှုဒေပေါ်ဝါလီပွဲတော်လည်းရှိနေပါတယ်။အချိန်ကြိုက်ဆိုသလိုထွက်ရှိလာတဲ့ကားနာမည်ကရက်ွက်ထဲကဂလိကချေအများစုကအိန္ဒိယနယ်ပယ်တွေကိုမြင်ရင်ခနဲ့တဲ့ ချိုးနိုင်လို့တဲ့စိတ်နဲ့တုံးတုံးနဲ့အတုံးတုံးတရက်ကိုမြန်မာနိုင်ငံတော်ဝန်လုံးလူသိရှင်ကြားနဲ့ကြီးညာတယ်လို့မျိုးဖြစ်နေပါတယ်ဒါကတိတ်မကြခင်ပွဲတော်ရက်မှာတခုခုဖြစ်စေခြင်းလို့အချိန်ကိုက်ပြီးတော့များလုံနေတာလားလို့တော့တန်တရားဖြစ်မိပါတယ်ကျွန်တော်တို့ဘယ်သူမှပြောမနေကြပါပျော်ပွဲရှင်ပွဲဆိုတာထက်မိထွန်းပွဲတော်ပါစီမီပူဇော်ပြီးတော့အဖက်ဖက်ကပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေကိုပြေပျောက်စေဖို့ဆူတောင်းမြတ်တာပို့ရမယ်အချိန်မှာအခုလိုမျိုးအကြီးတန်းလွန်းတဲ့ပုံစံနဲ့ထွက်လာတာကိုတော့မြည်သူမှလက်မခံနိုင်ပါနောက်တစ်ခုကအိန္ဒိယဝိယုံများဟာ သူ့ယဉ်ကျေးမှုနဲ့သူ့မျိုးနွယ်စုနဲ့သူတည်တံ့ရှိပါတယ်လို့၎င်းကရေးသားခဲ့ခြင်းဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်၁၄ရပ်ကွက်မှာ အသက်22နှစ်အရွယ်မောင်တလင်းခေါ်တီဟာထွန်းကိုနေရင်းရဲစီသူအောင်နဲ့လူမိုက်နှအူးကရိုက်နှက်ဖမ်းဆီးပြီးတော့ရက်ကွက်အုပ်ချုပ်ရေးမှုနေလင်းအောင်နဲ့ဒူးအုပ်ချုပ်ရေးမှုမောင်ဦးတို့ကစစ်မှုထမ်းတက်သားတဲ့အဖြစ်နဲ့စစ်တပ်ထဲကိုပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ9ရက်နေ့ညနေ4နာရီခွဲအချိန်မောင်တလင်းခေါ်တီဟာထွန်းကရွှေပြည်သာမြို့နယ်အောင်မြင့်တာနာကြီး14ရက်ကွက်မှာဖုန်းသွားပြင်ပြီးတော့ပြန်လာတဲ့အချိန်နေရင်းရဲစီသူအောင်နဲ့လူမိုက်နှအူးတို့ကရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ အမတ်ကိုရက်ကွက်အုပ်ချုပ်ရေးမှုနေလင်းအောင်နဲ့ဒူးအုပ်ချုပ်ရေးမှုမာဦးတို့ထံအနှံလိုက်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်မှုရန်တင်နန်းကိုတက်သားတဲ့အဖြစ်နဲ့ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။မိဘတွေနဲ့အဆက်အသွယ်မရဘူးလို့သိရတယ်။ကောင်လေးကိုဖမ်းသွားတော့ကလည်းနေထိုင်ရဲစီသူအောင်နဲ့ပလေကတ်ဝတ်ထားတဲ့လူမိုင်းနှအူးကရိုက်နှက်ပြီးတော့ဖမ်းတယ်။ပြီးတော့ရက်ကွက်ကိုဥက္ကဋ္ဌနေလင်းအောင်နဲ့မာဦးတို့လက်ထဲကိုအပ်လိုက်တယ်။အဲ့ဒီကနေတက်သားတဲ့အဖြစ်နဲ့အပို့ခံလိုက်ရတာလို့ရက်ကွက်နေပြည်သူတို့ကရှင်းပြထားပါတယ်။မောက်တက်လေးခေါ်တီဟာထုံးကိုဖမ်းဆီးပြီးတဲ့နောက်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကတက်သားတဲ့စုဆောင်ရေးရှောက်လွှာမှာရိုက်နှက်ချင်းချောက် လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့သိရပါတယ်လက်ရှိမှာမိသားစုနယ်လဲအဆက်အသွယ်မရရှိပဲဖောင်ကြီးလက်နက်ကြီးတင်တန်းမှာရောက်ရှိနေတယ်လို့ရက်ကွက်နေပြည်သူများထံကသိရှိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စခန်းသိန်းတိုက်ပွဲတရင်ကတော့ကရင်ပြည်နယ် KNU တပ်မဟာ9နယ်မြေဖာပေါ်မြို့နယ်အတွင်းမှာရှိတဲ့အင်အား120ထက်မနည်းရှိတဲ့စစ်ကောင်စီရဲ့ခေါပုတ်စခန်းကို KNLA ဦးဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်က10ဦးတေဆုံးပြီးစစ်သား6ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကဖာပေါ်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာတိုက်ပွဲများတောက်လျှောက်ဆုံးတလို့ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ29ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးသွားကြတယ်လို့သိရပါတယ်။အဲ့ဒီစခန်းကိုနယ်မြေရှင်းလင်းမှုများဆောင်ရွက်ခဲ့ရမှာလက်နက်ခဲယမ်းအများအပြားနဲ့စစ်သားအလောင်း10လောင်းကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့တော်လိုင်းတပ်တွေဘက်ကလည်း ်ဒဏ်ရာရတဲ့သူတွေရှိပါတယ်ရန်သူအလောင်း၁၀လောင်းနဲ့၆ဦးကိုတော့အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ကရင်စစ်ရေးသတင်းရေးမြစ်ကပြောဆိုထားပါတယ်အလားတူပဲအော်တိုဘားလ24ရက်နေ့မနက်7:30မိနစ်အချိန်နဲ့ညနေ4:30မိနစ်အချိန်တို့မှာဘကိုးတိုင်းတောင်ကိုခရိုင် KNU တပ်မဟာနှင့်တပ်ရင်း၅လက်အောက်ခံ People Defense Force တန်တောင်နဲ့မဟာမိတ်ပူးပေါင်းတပ်များက တောင်ကိုလိတ်သူလမ်းမိုင်းမှာရှိတဲ့ကြောင်လုံးကြီးစစ်ကောင်းစီစခန်းကိုစနိုက်ပါနဲ့ပစ်ခတ်ရာတပ်သား၃ဦးနဲ့တပ်ချက်ကြီး၃ဦးစုစုပေါင်းစစ်တပ်ဘက်က၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အလားတူပဲအော်တိုဘားလ29ရက်နေ့မနက်9:30မိနစ်အချိန်မှာစနိုက်ပါနဲ့ထပ်မံပစ်ခတ်ရာစစ်ကောင်းစီတပ်ဖွဲ့ဝင်၅ဦးသေဆုံးခဲ့တယ်လို့ People's Defense Force တန်တောင်တပ်ဖွဲ့ကတရားဝင်သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစကုံတရင်ဥဆောင်တဲ့ကချင်ပြည်နယ်အထုဒေသတဲ့လက်အောက်ခံအမှတ်133 3နေကြားဆောင်တပ်စခန်းကို KI ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ30ရက်နေ့ညပိုင်းကစတင်ပြီးတော့ဖီမော်မြို့အနီးမှာတရှိတဲ့အမှတ်133 3နေကြားဆောင်တပ်စခန်းဌာနချုပ်ကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်နေခြင်းဖြစ်ပြီးတော့မနေ့ကညပိုင်းကတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်ထိလည်းပြစ်ခတ်မှုများရှိနေဆဲဖြစ်ပြီးတော့တိုက်ပွဲတွေဖြစ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ဖီမော်ဘက်ကဒေသခံပြည်သူများဟာစစ်ဘေးတိမ်းရှောင်နေကြပြီလို့သိရကြောင်း KIA ရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။အမှတ်1339တက်နေကြားဆောင်တပ်စခန်းကဖီမော်ဘက်မှာရှိနေတာ။အဲ့ဒါကလည်းတရုတ်နယ်စပ်မြို့ပဲ NDAK လက်အောက်ခံပဲ NDAK လက်အောက်မှာရှိတဲ့နေကြားဆောင်တပ်စခန်း၃ခုရှိတယ်။အဲ့ဒါကအမှတ်1339တက် BGF ကဖီမော်ကအမှတ်133 3ကပန်ဝါနဲ့အမှတ်133 3သုံးကကန်ပိုက်တီအမှတ်133 3နဲ့အမှတ်133 3နေသားဆောင်တက်စကန်းဌာနချုပ်တွေကတော့တင်ပြီးသွားပြီဖီမော်ပဲကြံတော့တာလို့ KIA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ် KIA ကအော်တိုဘာလ14ရက်နေ့မှာပန်ဝါမြို့နယ်9မိုင်ကျော်သာကွာဝေးတဲ့အမှတ်133 3နဲ့နေသားဆောင်တက်ဌာနချုပ်စကန်းကို၎င်း အော်တိုဘားလာ၁၈ရက်နေ့မှာပန်ဝါမြို့ကို၎င်းအော်တိုဘားလာ၂၁ရက်နေ့ညနေ9:00နာရီအချိန်မှာကံပိုက်တီးမြို့နယ်ခွနမိုင်အကွာရှိန်ကြိုင်ရွာမှာရှိတဲ့အမှတ်133333 BGF ဌာနချုပ်စခန်းကုန်းကို၎င်းသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တပ်စခန်းဌာနချုပ်တွေကအဓိကပဲမြို့တွေကတော့အခိုင်အမာထောက်ထားတဲ့ကာကွယ်ထားတဲ့တပ်စခန်းမရှိရင်ဘလို့မှရက်တီလို့မရဘူးလို့ KIA သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒါအပြင်စခုံတိန်ရင် NDAK ကထိန်းချုပ်ထားတဲ့ချီပွေမြို့ကိုစက်ပြမလာ29ရက်နေ့မှာ၎င်းစောလော်မြို့ကိုစက်ပြမလာ30ရက်နေ့မှာ၎င်း KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်အတွင်းကိုစစ်ကောင်စီတပ်ကလေယာဉ်များနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အောက်တိုဘာလ31ရက်နေ့မနက်9:30မိနစ်အချိန်ကချင်ပြည်နယ်ဖားကန့်မြို့နယ် KIA တပ်မဟာကိုဌာနချုပ်ပိုင်းနဲ့နယ်မြေအတွင်းကိုဂျက်ဖိုင်တာလေယာဉ်နဲ့ဗုံးများကျဲချသွားတယ်လို့သိရပါတယ်။လက်တလောအထူးကအပြည့်အစည်အခြေအနေကိုတော့မသိရှိရသေးကြောင်းကချင်စီရေးသတင်းအမိန့်ကပြောဆိုထားပါတယ်။ KIA တပ်မဟာကိုကဖားကန့်မြို့မြောက်ပိုင်းမှာရှိနေတာ ဒီမနက်9နိုင်ခွဲမှာ Jet Fighter လေးရင်နဲ့ဘုံလေးလုံးကျဲချသွားတယ်ဖားကတ်မျိုးပေါ်မှာလည်းလေးရင်တွေအကြကြီးဝဲသွားတယ်ဖားကတ်မှာတော့လောလောဆယ်တိုက်ပွဲကငြိမ်နေတယ်လို့ကချင်စီရိတ်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်အလားတူပဲမနေ့ကအော်တိုဘားလ30ရက်နေ့ည10နိုင်18မိနစ်အချိန်မှာနောင်ချုံမြို့နယ်အတွင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်အော်တိုဘားလ29ရက်နေ့နဲ့အော်တိုဘားလ30ရက်နေ့တွေမှာနောင်ချုံမြို့နယ်အတွင်းမှာရှိတဲ့မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့စစ်တုံ့ပန်းအချုပ်ဆောင်ကိုစစ်ကောင်စီကလေရင်နဲ့ ဇက်တိုက်ဘုံကျဲချခဲ့တဲ့အတွက်စစ်တုံးမန်းများအပါအဝင်လူ16ဦးသေဆုံးခဲ့ကြောင်းကိုတပ်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များရဲ့ပြောဆိုချက်များအရသိရှိရကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်မှာရှိတဲ့စက်မှုဇုံများအားလုံးမှာဒီကနေ့ကစပြီးတော့တရက်ကို၄နာရီသာအလှည့်ကျလျှက်စစ်မီပေးမှာဖြစ်ကြောင်းစစ်ကောင်စီရဲ့လျှက်စစ်ဝင်ကြီးဌာနကအတိပေးအကြောင်းကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘာလ31ရက်နေ့ကစတင်ပြီးတော့နိုင်ငံတော်မှာရှိတဲ့စက်မှုဇုံများအားလုံးကိုတနေ့ကိုလျှက်စစ်မီ၄နာရီသာပေးမှာဖြစ်တယ်လို့သိရပါဗျ။စက်မှုဇုံများအနေနဲ့တရက်ကိုမနက်၉နာရီကနေမွန်းလွဲ၁နာရီအထိသို့မဟုတ်မွန်းလွဲ၁နာရီကနေညနေ၅နာရီအထိတရက်ကို၄နာရီသာမီပေးမှာဖြစ်တယ်လို့သိရပါ ါတယ်ဒီကနေ့မနက်ပိုင်းလျှက်စစ်မီ၄နာရီရရှိပြီးရင်တနေ့ကိုမီးဖြတ်တောက်မှာဖြစ်ပြီးတော့နောက်တနေ့မှာမိုးလဲတနာရီကနေညနေ၅နာရီအထိလျှက်စစ်မီ၄နာရီပြန်ပေးမှာဖြစ်တယ်လို့သိရပါတယ်တရက်ကို၄နာရီသာလျှက်စစ်မီပေးနိုင်တော့မှာဖြစ်ကြောင်းတရားဝင်အသိပေးလာတယ်လို့ပြောဆိုထားပါတယ်လုပ်ငန်းရှင်တွေကတော့စနစ်ဆုံးခက်ဆိုးကြီးထဲမှာလမ်းပြောက်တဲ့သူတွေများနေပြီအခုလဲမိုးတောင်မကုန်သေးဘူးလျှက်စစ်မီကတနေ့ကို၄နာရီပဲပေးတော့မယ်လို့ကြေညာတယ်မီးစက်မောင်းဖို့ဒီဇယ်ဝယ်တော့လဲ စက်မှုဇုံရဲ့ထောက်ခံစာမြို့နယ်ထောက်ခံစာအဆင့်ဆင့်နဲ့ဝယ်ရတယ်အလွယ်တကူဝယ်လို့မရဘူးဒီဇယ်ဝယ်ရတဲ့ဈေးနှုန်းကလည်းစက်သုံးစီဆိုင်တွေကကားတွေယင်းတွေကိုရောင်းတဲ့ဈေးထက်လည်းပိုပေးရတယ်တကယ့်ကိုငရဲပါပဲလို့ရန်ကုန်တိုင်းကစက်မှုဇုံလုပ်ငန်းရှင်တဦးကရှင်းပြထားပါတယ်ရန်ကုန်တိုင်းမှာစက်မှုဇုံ26ဇုံရှိပြီးတော့စက်မှုဇုံများဟာဇုံအလိုက်ခွဲခြားပြီးတော့တရက်ကို၄နာရီသာလျှက်စင်ပြီးရရှိမှာဖြစ်ကြောင်းသိရပါတယ်ဒါအပြင်ရန်ကုန်မန္တလေးနဲ့မြို့ကြီးများမှာတရက်ကို၄နာရီလျှက်စင်ပြီးပေး၄နာရီလျှက်စင်ပြီးဖြတ်တောက်တဲ့အလဲကျစနစ်နဲ့မီးပေးနေပြီးတော့အခုရ က်ပိုင်းအတွင်းမှာရန်ကုန်မှာပြည်ဆင်ပြီးပြတ်တောက်မှုအခြေအနေဟာဆိုးဝါးလာကြောင်းပြည်သူများကပြောဆိုနေကြပါတယ်မနေ့9နိုင်ကနေမီးလာရင်မနေ့9နိုင်ဆိုပြတ်ပြီးအဲ့ဒီကနေမီးပြတ်သွားတာမိုးလွဲ10နိုင်မှာမီးပြတ်လာတယ်ပြီးရင်ညနေ9နိုင်မှာမီးပြတ်ပြတ်သွားတယ်ည9နိုင်မှာမီးပြတ်လာတယ် ြီးရင်သူကလာခြင်းလဲလာနေတာပဲမလာခြင်းလဲမလာဘူးအခုရက်ပိုင်းကမိပြတ်တာအချိန်ပိုများလာတယ်မိုးတော့မကုန်သေးဘူးလို့ရန်ကုန်ကပြည်သူတို့ကပြောဆိုထားပါတယ်လျှက်စစ်မိများပြတ်တော့နေတော့လဲလျှက်စစ်မီတာကားကတော့လာစဉ်ပုံမှန်ပေးနေရပြီတော့အိမ်တော်စုတစုကိုအ ਨੇ စုံလျှက်စစ်မီတာကငွေကျပ်9000နဲ့အထက်ပေးဆောင်နေရတယ်လို့ရန်ကုန်မြို့ကံများကပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ